အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ November 25ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးသွားမှာဖြစ်ပါတယ်အဓိကကျွန်တော်တို့ဒီနေ့ဆွေးနွေးသွားမှာကတော့ Donald Trump အစုအယကမြန်မာ TPS ရဲ့ဒီ protection visa ပေါ်တော့အခုဖြတ်သိမ်းပိုက်တဲ့အကြောင်းကိုဆွေးနွေးကြည့်အောင် TPS ဆိုတာကဘာလဲပြီးတော့အခုလိုမျိုး TPS ကို Trump အနေနဲ့ဖြတ်သိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ဘာလို့ဆက်လုပ်မှာလဲပေါ့ပြီးတော့ဒီ program ကဒုက္ခတင်နဲ့ခုလုံးခုရှောက်ထားတဲ့သူတွေဘာမှကိုစိုးရင်ဆောင်မလုပ်ဘူးဥပမာကွာအိုးဆမ်ကြီးက TPS program ကိုဖျက်သိမ်းတယ်စူပြီးမှတရင်ထွက်ပြေးတော့ပိုင်းမှာတချို့မစီမဆိုင်ဒုက္ခတွေရင်စိုးရင်နေရတယ်တချို့မစီမဆိုင်ခုလုံးခုရှောက်ထားတဲ့သူတွေကိုစိုးရင်နေရတယ်ကျွန်တော်တို့ကိုဖမ်းပြီးမှပို့မှလာနော် ကျွန်တော်တို့ရဲ့ green card ကိုတင်မှာလာ ကျွန်တော်တို့ရဲ့ PR ကိုတင်မှာလာကျွန်တော်တို့ရဲ့ citizenship ကိုတင်မှာလာစသဖြင့်စူးရင်နေကြတယ်ဒါကလုံးဝလုံးဝကိုမဆိုင်ဘူးပထမအဦးဆုံးပြောမယ်ဒုက္ခတည်နေခုလုံခုလျှောက်ထားတဲ့လူတမောင်းတွေအတွက်ဒီကိစ္စကိုလုံးဝလုံးဝမဆိုင်ဘူးဆိုတာပထမအဦးဆုံးရှင်းပြချင်တယ်ဆိုတော့ TPS ဆိုတာကဘာလဲဆိုတာကိုကျွန်တော်တို့အသေးစိတ်အစွန်းလေးကြည့်အောင်ပေါ့နော်ရက်ရက်60အချိန်ရတယ်ကြားရတယ်ဟုတ်တယ် ရက်60ပေါ့နော်ဆိုတော့ဒီကိစ္စကမြန်မာနိုင်ငံအားလုံးနဲ့ဘာမှမဆိုင်ဘူးအမေရိကမှာကြောင်းတက်တဲ့လူတွေအတွက်ပဲမြတ်သောဖြစ်တော့ဆိုင်တယ်ပေါ့တချမ်းတဲ့မြန်မာနိုင်ငံသားတွေနဲ့ဘာမှကိုမဆိုင်တာဆိုတော့လုံးဝအဆူရင်းစရာလည်းမလိုဘူး panic စရာလည်းမလိုဘူးအဲ့ဒီမှာ PTS visa နဲ့ထိုင်တဲ့နေထိုင်တဲ့လူတွေအတွက်ပဲဒါကအဆူရင်းစရာကောင်းတယ်ချမ်းတဲ့မြန်မာနိုင်ငံသားတွေတိုင်းသားတွေအတွက်ဘာမှမဆိုင်ဘူးဆိုတော့အခုတီးဆေးနေတယ်ပေါ့နော် ဟောဖြစ်နိုင်တယ်ဆိုတော့ share လေးလုပ်ပေးကြပါလူတိုင်းကိုသိစေချင်တယ်ဒါဆိုတော့ဒီကိစ္စကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးကြည့်အောင်ပြီးတော့ TPS ကန်ဆောင်တဲ့လူတွေကရောဘာတွေဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့သိတဲ့လောက်ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဆိုတော့အမေရိကမှာဒီ TPS temporary protected status လို့ခေါ်နေတယ်ဘောနော်အဲ့ဒီ TPS နဲ့နေမိခူပြီးနေထိုင်တဲ့လူတွေက၄000ကျော်လောက်ပဲရှိတယ် အမေရိကမှာ၄000ကျော်ပေါ့နော်ဆိုတော့ဒါကို PTS လို့ခေါ်တယ် temporary protectors status လို့ခေါ်နေတယ်အဲ့ဒါကို Trump အစိုးရက yes sign ပလိုက်တယ် terminate လို့ပလိုက်တယ်တရားဝင်လက်ချိန်ရခဲ့ပြီးပြီ November 24ရက်ကနေ Washington DC ကနေချိန်ရခဲ့တယ်ရက်ပေါင်း60အတွင်းမှာအကျူးတယောက်မှာဖြစ်တယ်လို့ပြောထားတယ်ရပောင်း60ဆိုတာကအခု November 24ကနေစပြီးမှအလုပ်ထားရဲဆိုတော့ ရပ်ပေါင်း60ဆိုကျွန်တော်တို့တွက်ကြည့်မယ်ဆိုတော့ January 23ရက်နေ့ပေါ့နော်အဲ January 23 2026အချိန်ရှိသေးတယ်အဲ့ဒီတွင်မှာဒီ protection temporary protected status ကိုထိခိုက်တော့မှာဖြစ်တယ်ပေါ့နော်ထိခိုက်မှုစတင်တော့မှာဖြစ်တယ်ဒါဆိုတော့ကျွန်တော်တို့ပထမဦးဆုံး TPS ဆိုတာပါလေပြီးတော့ဖြတ်သိမ်းရတဲ့အကြောင်းရင်းကရောပါလေကြည့်ကြည့်အောင် GTS ဆိုတာကယာယီအကာအကွယ်ပေးတဲ့အခြေအနေလို့ပြောကျွန်တော်တို့ပြောရမှာပေါ့ temporary protector status လို့ခေါ်နေတယ် so TPS ဆိုတာကဒီပฏิပခတဘာဝဘေးအန္တရာယ်အခြားသောเนาะဒီထူခြားတဲ့အခြေအနေတွင်ကြောင့်မိမိနိုင်ငံတို့ပြန်သွားရင်တော့ဘေးလုံးဘေးကင်းလို့ခြုံရမရှိဘူးအန္တရာယ်ရှိနေတယ် supreme အမေရိကပြည်ထောင်စုမှယာယီနေထိုင်ခွင့်ပေးတယ် အလုတ်လုတ်ကန်ခွန်ပေးတယ်နော်ဒီပီနင်းပီနင်းတန်ကနေကောက်ွေးပေးတဲ့ assistant တခုဖြစ်နေတယ်ဒါကို temporary protected status လို့ခေါ်နေတယ်ကျွန်တော်မြန်မာနိုင်ငံမှာလက်ရှိခြေနေပေါ့ကျွန်တော်မြန်မာနိုင်ငံမှာပြစ်ပခတွေရှိနေတယ်တဘာဝဘေးအန္တရာယ်တွေရှိနေတယ်နော်အခြေအနေမျိုးမျိုးကြောင့်မိမိနိုင်ငံကိုပြန်သွားလို့မရသေးဘူးဘေးဘေးဘေးမကင်းသေးဘူးအန္တရာယ်ရှိသေးတယ်အဲ့အဲ့လိုအဲ့လိုဆိုတော့ US က ကျွန်တော်တို့ယာယီနေထိုင်ခွင့်ပေးမယ်အလုံးလုံးခွင့်လည်းပေးမယ်စူပီးမှာ US ရဲ့ program ဖြစ်နေတယ်ယာယီနေထိုင်ခွင့် program ဖြစ်နေတယ် so PTS မှာရှိတဲ့အာလူတော်များများကအမှန်ဆိုတော့ဒီကျောင်းသားတွေပုံများတယ်ပေါ့ဒီ US မှာအလေသွားပြီးမှဒီ win သွားပြီးမှ PTS visa လျှောက်တာမျိုးပေါ့နော် study သွားပြီးမှ PTS visa လျှောက်တာမျိုးစသဖြင့်များနေတယ်ပေါ့နော်ဒါက PTS ဆိုတာကအရင်ဆုံးအစကတည်းကနေ passport နဲ့တွားတာပေါ့ US မှာ passport နဲ့တွားပြီးမှအဲ့လိုမျိုး PTS ကိုရှောက်တာပုံများတယ်ဥပမာဒုက္ခတွေတမားတို့ကျွန်တော်တို့ asylum seeker တမားတို့ကမြန်သွားဖြစ်တဲ့ UN process နဲ့ပဲတွားတာပုံများတယ်ဒါမှမဟုတ်ရင်တော့အဲ့လိုမျိုး resettlement program နဲ့တွားတာပုံများတယ်အဲ့ဒါကြောင့်ကျွန်တော်ခုနပြောတာဒီ TPS program ဆိုတာကလုံးဝမြန်ဒီမြန်မာနိုင်ငံတားဒုက္ခတွေတွင် ਨੇ US မှာရှိပြီးသားမြန်မာဒုက္ခတွေတွင် ਨੇ ကုလုံခွင့်ရှောက်ထားတဲ့သူတွေနဲ့ဘာမှမဆိုင်ဘူးလို့ကျွန်တော်ပြောပြတာတော့ဆိုတော့ဒီ TPS temporary protected status ဆိုတာကတသက်ကိုရှိနေတာအလူလေးထောင်လူလေးထောင်လောက်ရှိတယ်ပေါ့နော်အဲ့ဒီလူလေးထောင်အတွတ်တော်လုံးဝစိတ်မကောင်းဘူးဖြစ်နေတယ်ပေါ့သူတို့တော်တော်တော်လေးတရင်စုလို့ပြောရမှာပေါ့နော်ကဲဒါကယာယီနေထိုင်ခွင့်လောက်ပဲတော့စမ်းသပ်ဖြစ်ပြောရအောင်ဘာကြောင့်ဖြတ်သိမ်းတာလဲကျွန်တော်တို့အကျူးအကြောင်းကိုတွားပြီးမှအကြည့်ကြည့်အောင် ။ဘာကြောင့်အမေရိကက PTS အစီအစဉ်ကိုဖျက်သိမ်းတာလဲပေါ့။ဆိုတော့အမေရိကကအမိမေလုံခြုံရေးဝန်ကြီးဌာနကဘယ်လိုပြောခဲ့လဲဆိုတော့မြန်မာနိုင်ငံရဲ့အခြေအနေဟာတဲ့ TPS ရဲ့ဆက်လက်ပေးရန်လူအပ်တဲ့အခြေအနေမျိုးမရှိတော့ဘူးဆိုမှဆုံးဖြစ်ပလိုက်တယ်။အမဇွန်တော့မေမေပင်နဲ့ဖြစ်ဖြစ်တဲ့ဟာတော့အကွာချက်တွေများကြီးရှိတယ်ကွာ။မြန်မာနိုင်ငံမှာဆက်လက်ပြီးမှပြိပခါရင်ဖြစ်နေတယ်တိုက်ပွဲတွေဖြစ်နေတယ်စသဖြင့်ပေါ့ ဒါပေမဲ့ US ကတော့မြန်မာနိုင်ငံရဲ့အခြေအနေက PTS ဆက်လက်ပေးဖို့လိုအပ်တဲ့အခြေအနေမျိုးမှာမရှိဘူးလို့ပြောနေတာပဲဒါတော့လုံးဝကမမှန်နဲ့မမှန်ဘူးပေါ့တော့ဆိုတော့ဘာကြောင့်လဲနံပါတ်1ကအတာမြန်မာနိုင်ငံက PTS ဆက်လက်ပေးဖို့အခြေအနေမျိုးမှာမရှိဘူးနံပါတ်1နံပါတ်2က DPTS ကိုမတမာသူတွေကပဲဒီအစီအစဉ်ကိုကာလအကြာဆင်စွာအချိန်ဆွေးပြီးမှ နေထိုင်ခွင့်အကျင့်ကျင့်ထက်ဒူးပေးကြတယ်အခွင့်အရေးကိုတုံးချတယ်ပေါ့တနည်းအဖြစ်ပြောမယ်တချို့ဒီ temporary ဆိုတာက temporary ရာရည်တော့ပဲဖြစ်နေတာဒါမဲ့လူတတော်များများကအဲ့ဒီအစီအစဉ်ကိုတုံးချသွားအလွေးတုံးချသွားတာပေါ့ဗျာတနည်းအဖြစ်ပြောရမယ်ဆိုတော့ဩအကျင့်ပေါင်းများစွာ အလွေးတုံးချသွားတာအဲ့ဒါ US ကမကြိုက်တာအာကျွန်တော်တို့ဒီအစီအစဉ်ပေးတာကိုပေးတဲ့ပေးထိုက်တဲ့လူတွေတော့ပဲဖြစ်နေတယ်ဒါမဲ့လူတတော်များများက ချိန်ကောင်းယူပြီးမှပဲအခွင့်ကောင်းယူပြီးမှဒီအခွင့်ရေးကိုအသုံးချရဆိုမှဖြတ်ပလိုက်တာ number 2 reason number 3 reason ကအမေရိကမှာတရားမဝင်ဝင်ရောက်လာတဲ့သူတွေကပဲ TPS SCC နဲ့နေထိုင်ကြတယ်တဲ့အမေရိကမှာတရားမဝင်ဝင်လာတဲ့လူတွေကတိမ့်နဲ့ချီပြီးမှရှိတယ်ကွာနေပါလ်တို့ဂျာနယ်နိုင်ငံတွေအများကြီးရှိအိန္ဒိယတို့ဆိုဒီကိစ္စကိုကျွန်တော်ပြောပြမယ် ဒီကိစ္စကိုကျွန်တော်တို့မြန်မာနိုင်ငံတည်တံ့သေးကို Trump ကလုပ်တာမဟုတ်ဘူးနော်ဆိုမာလီယာကဆာလုပ်တာသူတို့ကဘာဖြစ်လို့လဲဆိုတော့လူရင်းကလာပြီးမှပဲဒီကိစ္စကိုအတုံးချပလိုက်တာအမှန်ဆိုတော့ဒီကိစ္စကိုကျွန်တော်ပြောရမယ်ဆိုတော့အီဟန်အိုမာရာနဲ့ဆာလာအဲ့ဒီအတူချောင်းလုံးဝဆာလို့တော့ကျွန်တော်မဆူလို့ပါဘူးဒါပေမဲ့တူချောင်းလည်းအများကြီးပါနေတယ်အီဟန်အိုမာရာဆိုတော့ခင်ဗျားတို့သိလား ဒီအမေရိကမှာလွှတ်တော်အမတ်တင်တယ်မွတ်စလင်မတယောက်လေဒိုနယ်ထရမ့်နဲ့ခဏခဏအရင်ဖြစ်နေတဲ့မွတ်စလင်မတယောက်လေဆိုတော့သူနဲ့ထရမ့်ပြန်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာထရမ့်ကဒီမင်းနီဆိုတာမှာမင်းနီဆိုတာမှာရှိနေတဲ့ဆိုမာလီယာလူမျိုးတွေအတွက် TPS ကိုဖျက်သိမ်းမယ်ဆိုမှထရမ့်ကပြောပလိုက်တယ်ဆိုအီဟာနိုမာကဘာပြန်ပြောလဲဆိုတော့ထရမ့်အနေနဲ့ အဲ့လိုမျိုး TPS visa တွေကိုဖြတ်သိမ်းခြင်းဖြတ်သိမ်းလိုက်ပေါ့ကျွန်တော်တို့ဆိုမာလီယာလူမျိုးတွေက citizenship ရပြီသားဓမ္မထရပ်ကြီးနဲ့ဘာပဲလှုပ်လို့ကျွန်တော်တို့ဆိုမာလီယာလူမျိုးတွေအတွက်ဘာမှအထူးမှမဟုတ်ဘူးဆိုမှရွေ့ပြီးပြောသွားတာအမှန်ဆုံးတော့အီဟန်အိုမာနဲ့ပထမမှာဒေါ်နယ်ထရမ့်ကလောကမှာမြန်မာနိုင်ငံအတွက်မပြောခင်ပါလေဆိုမာလီယာအတွက်ထရမ့်ကဒေါ်တာထွက်ပြီးမှဒီ PTS program ကိုဖျက်သိမ်းမယ်ဆိုမှပြောထားတာ အင်ဟန်အိုမန်နဲ့ပြဿနာဖြစ်ပြတဲ့ပိုင်းပါလေဒါပေမဲ့ကျွန်တော်ထင်တယ်ဆိုမာလီယာနိုင်ငံအတွက်လောက်တာမသင့်တော်ဘူးဆိုပြီးမှဂျန်တဲ့နိုင်ငံတွေကိုပါပါသွားမယ်အဲကျွန်တော်ထင်မိကိုပြောပြတာပါလုံးဝ official ထောက်ပြချက်မှတော့မပါပါဘူးအဲ့ဒီနောက်ပိုင်းမှာပဲနေပါလ်တို့အိန္ဒိယတို့မြန်မာတို့ပါလာတယ်ကွာအခုဆိုတော့ကျွန်တော်တို့မြန်မာတနေနိုင်ငံတည်းမဟုတ်ဘူးတရားမဝင်ပြောင်းရွှေ့လာတဲ့လူတွေက ကအဲ့ဒီအစီအစဉ်ကိုအတုံးချပြီးမှเนาะအများကြီးအခွင့်ရေးယူပြီးမှအတုံးချသွားတာအဲ့ဒါကို US Homeland Security ကအစားပေါ့เนาะပြန်တွေ့တဲ့ခါကျတော့အာဒါမျိုးမဖြစ်သင့်ဘူးဆိုပြီးမှတော်တော်များများအတွက်ဆိုမာလီယာကအစားနေပါလ်ကအစားချန်နယ်ဖိလစ်ပင်းလာမြန်မာမြန်မာအိန္ဒိယကအစားအကုန်လုံးဖြတ်သင်းပလိုက်တာဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံအတွက်မဟုတ်ပါဘူးတနိုင်ငံတည်းအတွက်မဟုတ်ပါဘူးဆိုမှကျွန်တော်အထောက်ပြချင်တယ်ပေါ့နော် ဆိုဒီအတိကတရခံကကျွန်တော်အထင်ကိုပြောပြတာအမင်းကိုပြောပြတာအတိကတရခံကအီဟန်အိုမာဆူရဲလွတ်တော်မျိုးသမီးကလည်းစတယ်လို့ကျွန်တော်တို့ထင်တယ်အပထမမှာဆိုမာလီယာတွက်ဘဲတို့ထပ်ကဒီကိစ္စကိုပြောခဲ့ဖို့လေနောက်ပိုင်းမှာပဲကျွန်တော်တို့မြန်မာတွေတွားပါရတာပေါ့ဗျာနော်ဆိုတော့တနည်းအားဖြင့်ပြောရမယ်လေဆိုတော့တချို့လူတွေကဒီအစီအစဉ်ကိုအတုံးချပြီးမှပဲလှုပ်ရှားနေကြတဲ့ခါကျတော့အမေရိကအစိုးရကဒီအစီအစဉ်ကို ြုတ်ပြင်ပြောင်းလဲဖို့ရှိတယ်ပြုတ်ပြင်ပြောင်းလဲမှရမယ်ဆိုပြီးမှရည်ရွယ်ထားတာဖြစ်တယ်ဆိုတော့အဲ့ဒါလေးကိုအဒီအကြောင်းဘာကြောင့်ဖြတ်သိမ်းတာလဲဆိုတာခုနကသူတို့ပြောတဲ့အချက်လေးတွေကြောင့်ပါဆိုတော့ကျွန်တော်တို့ဘာတွေဆက်လုပ်မှာလဲဘာဆက်လုပ်ဖို့လမ်းတွေရှိသေးတယ်ဆွေးနွေးကြည့်အောင်တင်ရဝင်နေထိုင်ခွင့်အခြားသောရွေးချယ်စရာကိုကျွန်တော်တို့စစ်ဆေးမှဖြစ်တော့မယ် TPL ဟာ TPS နဲ့ထိုင်ခွင့်ရဖို့တခုတည်းတခုထီတော့နီလာမဟုတ်ပါဘူးဒီနီလာနဲ့ပဲ TPS နဲ့ထိုင်လို့ရပါမှာမဟုတ်ပါဘူးတခြားတော့နီလာရှိပါတယ်အဲ့ဒါကတော့နိုင်ငံရေးခုလုံခွန့်ပါ asylum ရှောက်ကြပါအခုကျွန်တော်တို့မြန်မာနိုင်ငံသားတွေ TPS နဲ့နေထိုင်တဲ့လူတွေအလေးထောင်ကျော်ရှိတယ်။အဲ့ဒီလေးထောင်ကျော်အခုကျွန်တော်တို့မြန်မာနိုင်ငံအခြေအနေနဲ့ပြည်ပခန့်နဲ့တွက်ကြည့်မယ်ဆိုရင်တော့ နိုင်ငံရေးခုလုံခုနဲ့ရန်ကြိုက်ပါတယ်ဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက် US ကတော့အခွင့်အရေးပူပေးပါအချီမင်းကိုပြောပြတာပါကျွန်တော်ကိုယ်တိုင်ကလည်း UN မှာအလုံးလုံးခဲ့ဖူးတဲ့လူတယောက်ဖြစ်တယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်တခြားသောနိလန်းအဖြစ်မြန်မာနိုင်ငံသားတွေအတွက်လမ်းကြောင်းဖွင့်ပေးတာပေါ့ဗျာအမေရိကဆူရက်က ကျန်တဲ့အိန္ဒိယအတွက်ဆိုမာလီယာအတွက်တော့တရင်းစုပြင်ဖြစ်ပါလိမ့်မယ်အခုလက်ရှိအချိန်တွေမှာ PTS ကိုင်ဆောင်ထားတဲ့လူတွေအတွက်လည်းတရင်းစုပြင်ဖြစ်ပါလိမ့်မယ်ဒါပေမဲ့ပြောင်းရွှေ့လို့ရတယ်အဲ့ဒီပြောင်းရွှေ့တဲ့နိလန်ကမြန်မာနိုင်ငံသားတွေအတွက်တရင်းကောင်းဖြစ်နိုင်ချေရှိတယ်ဆိုအလိုမျိုး UN ဆိုတာကတော့ US ကလည်းအဓိကအဖြစ်ဥဆောင်နေတဲ့လှုပ်ဆောင်ရဖြစ်နေတယ်တကယ့်ဒုက္ခတွေကြုံတွေ့တဲ့လူတွေအတွက်တော့ သူတို့ကအမေရကူငင်းနေတယ်ဆိုတော့ဒီ GTS ကိုမြန်မာနိုင်ငံသားတွေအတွက်ဖြတ်သိမ်းပုံများလဲပဲတနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲ့ဒီမြန်မာနိုင်ငံသားကို asylum seeker ရှောက်ဖို့အတွက် US ကလမ်းကြောင်းလွှဲပေးတယ်လို့ပဲတတိလမ်းကြောင်းလွှဲပေးတယ်လို့ပဲမှတ်ထားလိုက်ပါခံယူလိုက်ပါဆိုတော့ဒီ၄ထောင်ကျော်ကမြန်မာနိုင်ငံကိုမပြန်ချင်ဘူးဆိုရင် asylum seeker ရှောက်ရုံပဲ asylum seeker ရှောက်ပါရမရတော့ကျွန်တော်မသိဘူးဒါပေမဲ့အခြားသောနည်းလမ်းတွေအများကြီးရှိတယ် များအခြားသောအတိအခြားသောနီလန်းတွင်ထဲမှာ asylum seeker ကအကောင်ဆုံးအမတချို့လေးတောင်ထဲမှာတချို့စစ်ကောင်စီရဲ့မိသားစုဝင်တွေအများကြီးပါတယ်ကွာခရိုနီသားသမီးတွေအများကြီးပါတယ်ကွာသူတို့ကတော့အဆောက်ခရုဆိုင်မှာမဟုတ်ဘူးပြန်သွားမှာပဲသူတို့ကအမေရိကမှာနေတာထက်မြန်မာပြည်မှာနေတာပူချမ်းသာတယ်လေသူတို့ကပူချမ်းသာတယ်ပူဘဝကလွယ်ကူတယ်ဆိုတော့စစ်ကောင်စီမိသားစု တချို့ရေဘရောခရိုနီသားသမီးတွေရေ တချို့တွေအတွက်ဘာမှပြဿနာမရှိဘူးဒါမဲ့မြန်မာပြည်ကိုမပြန်နိုင်တဲ့လူတွေအတွက်တော့အဆိုင်လမ်စစ်ကနိုင်ငံရေးခုံလုံးခုကိုရှောက်တာနီလန်ကောင်းဆုံးဖြစ်တဲ့အဲ့ဒါကိုတဏီတော်တဏီတော်အဖြစ်ပြောရမယ်ဆိုရင် US ကခမရတော့အတွက်အလန်တစ်ရှာပေးတယ်လို့ပဲမှတ်လိုက်ပါဘောနော်ကဲဒါကနံပါတ်1အဆိုင်လမ်စစ်ကနဲ့ရှောက်လိုက်ပါနံပါတ်2ကမိသားစုနေထိုင်ခွင့်ရှိတယ်အဲ့ဒီမှာ အမေရိကနိုင်ငံသားဒါမှမဟုတ်ရင်အာဂျီအာတမားတွေနဲ့အင်တာဗျူးလိုက်ပါနော်အင်တာဗျူးပလိုက်ပါဆိုတော့ကိုချစ်သူရေးစားရှိတယ်ဆိုတော့သူတို့နဲ့အင်တာဗျူးလိုက်ပါ PR တို့ Green Card တို့နော်ဂျန်နဲ့အာ citizen တို့ကန်ထားတဲ့လူတွေရှိတယ်ဆိုတော့အင်တာဗျူးလိုက်ပါ ပြီးတော့အလောက်ခွန်ဗီဇာရှိသေးတယ်ခင်ဗျားတို့အတက်ပညာနဲ့ကျွမ်းကျင်တဲ့အပေါ်မှာမူတည်တဲ့ဗီဇာတွေအများကြီးရှိလာလိမ့်မယ်ပေါ့နော်ဆိုတော့ခင်ဗျားအမေရိကမှာနေတယ်ဆိုခင်ဗျားကျွမ်းကျင်တဲ့ဗီဇာပေါ်မှာ လိုက်ပြီးမှအခြားသောနိလန်ကိုရှာကြည့်ပါ ပြီးတော့အရေးကြီးဆုံးကဒီ immigrant lawyer ပေါ့နော်ဒီပြောင်းရွှေ့နေထိုင်မှုဆိုင်ရာရှိနေတဲ့တိုင်ပြည်မှာချက်ချင်းတိုင်ပြည်မှာဆိုခမည်းအတွက်အကောင်ဆုံးသောရွေးချယ်စရာတွေကိုသူတို့ကရွေးချယ်ပေးပါလိမ့်မယ်ဆိုဒီကိစ္စနဲ့ပတ်ရပေါင်း60အချိန်ရရှိတယ်ဆိုတော့ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာရှိနေတဲ့အုပ်နဲ့ချက်ချင်းပဲတိုင်ပြည်ဆွေးနွေးကြပါနီလန်တွင်ကိုရှာကြပါနော် ဒီတခုရဲ့အခြေအနေပေါ်မှာမူတည်ပြီးမှတင့်တော်တဲ့အကြံဉာဏ်တွေကိုသူတို့ကပေးမှာပါဆိုတော့ဒါရင်ကလည်းနီလန်းတခုဖြစ်နေတယ်ပြီးတော့အမေရိကအစူရထောက်လှမ်းချက်ဒီအမေရိကအစူရ USCIS လို့ခေါ်နေတယ်ဒါမှမဟုတ်ရင်တော့ Department of Homeland Security ရဲ့စာမျက်နှာကိုအမေစစ်ဆေးပါသူတို့က update လေးတွေကိုတင်လက်ရှိတယ်အဲ့ဒါကိုတော့စောင့်ကြည့်ပြီးမှဖတ်ဖို့လိုအပ်တယ်ပြီးတော့ chain of status လို့ကြပါခုရဲ့ status အခုကခင်ဗျားတို့ status က TPS ဖြစ်နေတယ်ဆိုအခုက chain of status ရာကျွန်တော်စာဖတ်တလို့ပြန်ရှင်းပြရတာပါအမေရိကမှာရှိတဲ့လူတချို့ကပူပြီးတိပါလိမ့်မယ်ကျွန်တော်တို့ကျွန်တော်အတွက်ပေါ့တော့အဲကျွန်တော်ထက်ပေါ့တော့ဒါကကျွန်တော်ဖတ်တလို့တိတလို့ကိုပြန်ရှင်းပြတာပါ chain of status ကိုပြန်စဉ်းစားပါဥပမာကွာဒီဥပဒေရေးရာဒီဘယ်လိုပြောရမလဲဆိုတော့အခုက asylum seeker ရှောက်တာမျိုး family family based petition လောက်တာမျိုး employ employment based visa လျှောက်တာမျိုးကိုလုတ်တာလုတ်ထားကြပါဥပမာ employment employer sponsorship ဆိုတာရှိတယ် H1B ဆိုတာရှိတယ်အဲ့ဒါကနေ employer sponsorship ကနေပြောင်းလို့ရတယ်နော်ကိုပိုင်လုပ်ငန်းရှင်သမားတွေနဲ့ဆွေးနွေးကြည့်ပါဆိုတော့အဲ့ဒီကိုပိုင်လုပ်ငန်းရှင်သမားတွေက H1B ကိုလုတ်ပေးလိုက်မှာမလုတ်ပေးနိုင်ဘူးလားနီလန်းတွေရှာကြည့်ပါရှာလို့ရတယ်ဆိုတော့မိသားစုတွေဒီအမေရိကနိုင်ငံသားမိသားစုများရှိတယ်ဆိုတော့ family petition လို့ခေါ်နေတယ်အဲ့ဒါကို i130 လို့ခေါ်တယ်ပေါ့နော်ဒါသူတို့ကဒီ lawful permanent residency စုပြီးမှရွှေ့လို့ရတယ်သူတို့နဲ့လည်းစစ်ဆေးလို့ရတယ်တိုင်ပြလို့ရတယ်ပေါ့ဆိုတော့ဒါတွေအားလုံးကိုရွေးချယ်စရာရှိတယ်ဆက်လုပ်မှုရှိတယ်ဆိုတော့ဒီ၄000ကျော်ကဒီ program တွေကိုဖြတ်သိမ်းတော့ညာလေးပဲတခြားတော့နီလန်းတွေရှိပါတယ်အဲ့ဒီနီလန်းတွေကိုသွားပြီးမှရှာကြပါလို့ကြပါဆိုမှတော့ပြောပြချင်ပါတယ်အကြံဉာဏ်လေးပေးချင်ပါတယ်ကျွန်တော်တို့စာဖတ်တလောက်ကို sharing လုပ်တာပါဆိုတော့ဒီကိစ္စကကျွန်တော်ထပ်ပြီးပြောပြမယ်လုံးဝအမေရိကမှာရှိပြီးသားဒုက္ခသည်တွေနဲ့ဘာမှမဆိုင်ဘူးအမေရိကမှာရှိပြီးသားခုံလုံးခွင့်ရထားတဲ့လူတွေ green card ခံထားတဲ့လူတွေဘာမှမဆိုင်ဘူးကြောက်စရာလည်းမလိုဘူးပူစရာလည်းမလိုဘူးဒီကိစ္စကမြန်မာနိုင်ငံသား6000စာလောက်ပဲဖြစ်တယ်အဲ့ဒီ6000စာဒီ TPS နဲ့နေထိုင်တဲ့လူတွေအတွက်တသက်ပဲဖြစ်နေတယ် ။ရှာတဲ့လူတွေဘာမှသွားပြီးမှ panic ဆရာမလို့ဘူး။ကြောက်လန့်ဆရာဘာမှကိုမလို့တာ။အဲ့ဒါလေးကိုတော့ပြောပြချင်တယ်ပေါ့နော်။အဲ့ဒီလင်းထောင်ရင်ကြားထဲမှာတော့မှလူတတော်များများကစစ်ကောင်စီဖက်ကအတိုင်းအဝိုင်းတွေ chronic ဖက်ကသားသမီးတွေအများကြီးပါသေးတယ်ကွာ။ကြားထဲလူတွေကတော့နော်ခုအခုဘဝနဲ့ခုနီလန်းလေးနဲ့ရုံးကန်တဲ့လူတွေလည်းအများကြီးပါနေတယ်။ဆိုတော့အဲ့ဒီခုဘဝခုနီလန်းနဲ့ရုံးကန်တဲ့လူတွေမြန်မာနိုင်ငံမှာမပြောင်းရေးဘူးမပြတ်ချင်တော့ဘူးဆိုတဲ့လူတွေက ခမရတော့အတွက်လန်ကောင်းပဲဖတ်လိုက်ပါတခြားသောနိလန်လန်ကောင်းပဲမလိုက်ပါအဆိုင်လမ်စီကရှောက်လိုက်ပါဆိုတော့ရမရကျွန်တော်မသိဘူး but i wish you guy good luck ကျွန်တော်တို့ဒီလောက်နဲ့ပဲဒီကိစ္စကိုအဆုံးသတ်ပြစေပါတော့ Nigeria Christian ကြောင်းပြန်ပေးဆွေးမှုအကြောင်းတင်ပြတင်ပြပေးပြီး Nigeria Christian အကြောင်းနဲ့ပတ်သက်ပြီးမှကျွန်တော်တင်ပြပြီး Donald Trump အရင်စိတ်ဆူးတယ်ဆိုတဲ့ topic နဲ့ကျွန်တော်တင်ပြပြီးပါတော့သွားကြည့်ပါဆိုတော့ လူလင်းတွေဝင်လာတယ်မြန်မာအနာတင်းပြီးမှပဲဝင်လာသူဟောတော့နိုင်ငံရေးတမားတွေလို့ဟုတ်တယ်လူလူလင်းတွေအရန်မူအာလူလင်းတွေရန်ဝင်လာကြတယ်ဗောတော့တချို့လူတွေကအဲ့ဒီ program G ကိုလုံးဝမတရားအသုံးချသွားတာဗောဗျာတနည်းပြပြရမယ်ဆိုတော့အဲ့ဒါကြောင့်လည်းဖြစ်တယ်ဆိုတော့အမေရိကကဒီ GPS program ကိုတွားပြီးမှအဆုံဆန်းလေ့လာတဲ့ခါကျတော့ တရားမဝင်ပြောင်းရွှေ့လာတဲ့လူတော်တော်များများကအတိုးချနေတာအဲ့ဒီထဲမှာကျွန်တော်တို့မြန်မာမြန်မာနိုင်ငံသားလေးပါနေတယ်ပေါ့အမှန်စွန်းတော့ကျွန်တော်တို့မြန်မာနိုင်ငံသားက၄000လောက်ရှိတယ်ကွာ၄000လောက်ပဲရှိတယ်ဂျာနဲ့တခြားနိုင်ငံကလူသိန်းနဲ့ချီပြီးမှရှိတယ်တဲ့လူသိန်းနဲ့ချီပြီးမှတန်းနဲ့ချီပြီးမှပဲ TPS program ကိုအတိုးချတာစဉ်းစားကြည့်သိန်းနဲ့တန်းနဲ့နံပါတ်တော့အတိအကျမသိဘူးနော်ဒါပေမဲ့သိန်းနဲ့တန်းကြားရဲကလည်းရှိတယ် ဲ့မှာကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းကန်စူကန်စူလို့ပါမှာပြောရမှာလားအဲ့ဒီတိမ်းမှာသွားပါလာပေါ့ဗျာလူတော်များများကအလွေးတုံးစားသွားချတဲ့ခါကျတော့သူတို့က investigate လုပ်လုပ်တဲ့ခါကျတော့ဩစူပမဒီကိစ္စကမဖြစ်ဘူးပဲစူပမအကုန်လုံးဖျက်သိမ်းပလိုက်တာပါပေါ့ဆိုတော့အဲအဲ့တော့ဒီလိုပါပဲကျွန်တော်ကျွန်တော်ခုနပြောတဲ့ကိစ္စ DTPS ရဲ့ program G ကို Trump က allow ထီတောင်ဖျက်လောက်အောင် ဖြတ်သိမ်းလောက်အောင်သူ့ကိုနှုတ်ဆွဲပေးတဲ့လူတယောက်ကအီဟန်အိုမာဘယ်လိုကျွန်တော်ကတော့လုံးဝချင်မိတယ်ဘာဖြစ်လို့ဒီအချောင်းကိုကျွန်တော်စကရေကနေကောင်းကောင်းလေးလေးလာအမေနန်မျက်စိနဲ့မကမခွာအောင်ကြည့်စောင့်ကြည့်နေတယ်ဆိုအီဟန်အိုမာနဲ့ဒေါ်နယ်ထရမ့်ရဲ့ပြဿနာကတော့တဖြည်းဖြည်းနဲ့ပြင်းထန်လာတယ်ပေါ့နော်နောက်ပိုင်းကျမှပဲထရမ့်အစုအယကဒါဆိုတော့မင်းတို့ဆိုမာလီယာတွေကဆိုမာလီယာတွေကလေအဲ့ဒီနိုင်ငံရေးလောကမှာအဝင်ရှုပ်ပြီးမှ အမေရိကမုန်တီးရဲတွေကိုပြောလာတယ်ကွာပြဟန်အိုမာတို့ဂျန်နက်ဆိုမာလီယာတယောက်ရှိသေးတယ်အဲ့ဒီနိုင်ငံရေးသမားကောင်ကွာဒိုနယ်ဆိုမာလီယာရဲ့သမရအကြီးကိုတော့ကျွန်တော်တို့သမရသမရလို့ခေါ်နေတာကွာ our president our president ဆိုမာလီယာကကျွန်တော်တို့အမိအမေဘာငါအတကုံပြုံးနေတာ US မကောင်းဆောင်တွေကိုပြောပြီးမှဒီဆိုမာလီယာရဲ့ကောင်းဆောင်တွေကိုအတကုံပြုံးနေတာသူတို့ရဲ့နိုင်ငံရေးလောကမှာလေအခါကျတော့တစ်ဖက်ကလည်းတိုက်ခိုက်မှုရှိလာတယ်ကွာ အဲ့ဒီအီဟန်အိုမာနဲ့ဒီဆိုမာလီယာတယောက်ကြောင့်ဖြစ်နေတယ်။အဲ့ဒီပြင်းထန်တဲ့စကယီလူမှုတွေအတိုက်အခိုက်တွေရှိလာပြီးတော့ပိုင်းမှာဒိုနယ်ထရမ့်ကစိတ်တူပြီးမှမင်းတို့ဆိုမာလီယာအတွက်ဒီ TPS ကိုဖျက်သိမ်းပလိုက်မယ်ဆိုမှပြောထားတာ။ပြောထားတဲ့ခါကျတော့အီဟန်အီဟန်အိုမာကမင်းဖျက်သိမ်းချင်ဖျက်သိမ်းဖို့ကျွန်မတို့ကစီတင်ဖြစ်သွားပြီလေ။ဘာမှကျွန်မတို့အတွက်ထိခိုက်နေတာမှလည်းမဟုတ်ဘူး။ဆိုမာလီယာနိုင်ငံတအားတော်များများတို့ကလည်းဘာမှအကျူးရှိမှာမဟုတ်ဘူး။ တော်တော်များများက citizenship ဖြစ်သွားပြီမင်းဖြတ်သိမ်းဖြတ်သိမ်းလိုက်အစမှ Trump ကိုရွေ့ပြီးပြောသွားတာကွာအဲ့အရာနဲ့စတာကျွန်တော်တိတလောက်ကျွန်တော်တိတလောက်ဒီပြည်ထနာကြီးကို Inhan Omar ကနဲ့စတဲ့စမွေးတဲ့မိဖြစ်နေတယ်ပေါ့အစမွေးတဲ့မိဖြစ်နေအဲသူတို့က investigate လုပ်တဲ့ခါကျတော့ channel နဲ့ငယ်သားတွေကိုပါအားလုံးပါသွားတယ်ပေါ့နော်ဆိုတော့ I think is Inhan Omar ကလုံးဝအဓိကအဓိကပြည်ထနာစတဲ့လူတယောက်လို့ပဲကျွန်တော်ကတော့ထင်ထားပါတယ်ကဲဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့ podcast ကိုရနာပြစေကျွန်တော်ရဲ့ YouTube လေးကိုသဘောကျတယ်ဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အားအားပေးလို့ရပါတယ် Thank you so much for watching beautiful people I love you guys take care God bless